ရှေးဥစွာဘုရားရှင်ရဲ့ကျေးဇူးတော်ကိုအထူးပဲရှုမှန်ပါတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်များကြောင့်ကျွန်တော်တို့ယုံကြည်သူခရိယာတွေရဲ့အသက်တာထဲမှာနေထူးနေမြများစွာထဲမှာအမတားမှာအရေးကြီးဆုံးသောနေထူးနေမြတစ်ခုဖြစ်တဲ့ Easter Sunday သခင်ယေရှုခရစ်တော်ဖရာရှင်ပြန်ထမြောက်တော်မူရာနိမ့်မြကိုကျွန်တော်တို့သာသမီတို့ဖာပြန်လဲပြီးတော့ရောက်ရှိခဲ့ရသောအခွင့်ဘုရားရှင်ပို့ဆောင်ခြင်းအားဖြင့်ခြေတော်ကိုချီးမွမ်းပါれအထူးသဖြင့်ကျွန်တော်တို့ခရိယအသက်တံမှာအီအစ်စတာဆန်ဒေးဒီ နေထူးနေမြများစွာထဲမှအရေးကြီးဆုံးသောနေထူးနေမြတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အလေးထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရှင်ပြန်ထမြောက်တော်မူခြင်းနေမြသည်ကျွန်တော်တို့အတွက်အမတမအရေးကြီးဆုံးသောနေရဖြစ်ပါတယ်ကျွန်တော်တို့အတွက်အတိတ်ပဲရှိသောနေရဖြစ်ပါတယ် ကျွန်တော်တို့အလုံးတွေ့မျော်လင့်ချင်းပြုဝရရှိခံစားရတဲ့နေ့ရဖြစ်ပါတယ်ဒုနိတူစွာပဲကျွန်တော်တို့ခရိယသာသမီအလုံးတွေ့မင်္ဂလာရှိသောနေ့ရဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဖရာသည်သိနေသောဖရာမဟုတ်ပါဘူးထာဝရအသက်ရှင်နေသောဖရာရှင်ဖြစ်ပါတယ် သူလောကကိုရှင်းသေးပြီးတော့လောကမှာရှိသောလောကသားများအလုံးတွေ့အဖြစ်ကနေပြီးတော့လူပွေရတွေ့သခင်ခရစ်တော်စီလောကကိုရှင်းသေးလူစားတီကိုခံယူပြီးတော့ကျွန်တော်တို့အတွက်ဝေဒနာလမ်းကိုရှောက်ကြရပါတယ်ကျွန်တော်တို့အတွက်ကားတိုင်းကို ထားခဲ့ရပါတယ်ဂရဏီတောင်ကုန်းမှာကျွန်တော်တို့အဖြစ်အတွက်သူဝေဒနာဒုက္ခကိုခံစားရရှာတဲ့သူဖြစ်ပါတယ်သို့တော်သူသည်တကယ်လောကသားများကိုတကယ်ချစ်တော်ဘုရားရှင်ဖြစ်ပါတယ်သူခံစားနေရသောဒုက္ခဝေဒနာသည်ကျွန်တော်တို့အားလုံးအတွက် ဖြစ်ပါတယ်သို့တော်သူသည်လောကအသက်ရှင်နေတဲ့အချိန်မှာသူရဲ့နောက်လိုက်တပည့်တော်များကိုကြိုးပြီးတော့မာကြားထားပါတယ်သူသည်အသေးစိတ်ချင်းကိုခားမယ်သို့တော်သုံးရဲ့မြောက်သောနေ့မှာပြန်လဲပြီးတော့ရှင်ပြထမြောက်တော်မူမယ်လို့ကြိုတင်ပြီးတော့ပြောကြားထားပါတယ် အလုံးနဲ့သူပြောသည့်အတိုင်းပဲအထူးသဖြင့်သူ့ကိုချစ်တော်မိမတဆူတို့သည်သူ့ကိုသွားပြီးတော့အမွေးနတ်သာအဖြစ်သူ့ကိုပြုတ်ဖို့ရအတွက်ဒီနာနဲ့မိုးမလေးကမှတင်ချန်ကိုရှိတဲ့သူရှိတဲ့ နေရာကိုသွားပြီးတော့သခင်ခရစ်တော်ကိုသွားရှာတယ်အဲ့လိုသွားရှာကြည့်တဲ့အခါမှာသခင်ခရစ်တော်မတွေ့တော့ပါဘူးအဲ့လိုမတွေ့တဲ့အခါမှာသူတို့သည်ဝမ်းနေကြည်ကွဲစွာခံစားရပြီးတော့ကျွန်တော်တို့ချစ်တော်အရှင်သခင်သည်မိသူကလာပြီးတော့ခိုးယူသွားတယ်လေ အဲ့လိုရှိတဲ့အချိန်မှာကောင်းကင်တမန်တပါကဒီသခင်ခရစ်တော်ဖျားထားတဲ့သူရဲ့သင်္ချန်ကုန်းရှစ်မှတ်သင်္ချန်တော်ရဲ့ရှစ်မှတ်မှတ်တရားပြီးတော့သူတို့ကိုပြောခဲ့ပါတယ်ဘယ်လိုပြောသလဲသင်တို့ဒီအသေးကောင်ရှိရအရာနဲ့အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်း ဤရာနမရှိထမြောက်တော်မူပြီအဲ့ဒီချိန်မှာအမျိုးသမီးများကသခင်ခရစ်တော်ပြောခဲ့တဲ့စကားကိုပြန်လဲတတိယပြီးတော့သခင်ပြောခဲ့သည့်အတိုင်းပဲသူဧကအမန်ပြန်လဲပြီးတော့ရှင်ပြန်ထမြောက်တော်မူပြီအဲ့ဒီချိန်မှာသူတို့တို့ဝမ်းသာပျော်ရွှင်စွာခံစားရရှိပြီးတော့ ဒီရှင်ပြန်ထမြောက်တော်မူခြင်းတည်င်းစကားကို လူများအားကြားပြောခဲ့ပါရယ်ဒီတဲ့ကြောင့်မို့ကျွန်တော်တို့ယုံကြည်နေသော သခင်ယေရှုခရစ်တော်သည်သေနေသောဖခင်မဟုတ်ပါဘူးဖခင်ရှိဖခင်မှဖြစ်ပါれဖခင်ရှိဖခင်မှသည် အသက်ရှင်သောဖခင်ဖြစ်ပါれဒီတဲ့ကြောင့်မို့ သူသည်သိချင်းကနေပြတော့ရှင်ပြန်ထမြောက်တော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကိုလောကကိုအောင်းနေသောဘုရားဖြစ်ပါတယ်သူနည်းသူရပဲကျွန်တော်တို့သူ့ကိုယုံကြည်သောသာသမီအားလုံးတို့သည်လည်းပဲသခင်ခရစ်တော်သည်အမှန်တကယ် အသက်ရှင်နေသောဘုရားရှင်ပြန်ထမြောင်းတော်မူသောဘုရားဖြစ်စေအတွက်ကြောင့်မို့သူကိုယုံကြည်သောသူအလုံးတို့သည်ထာဝရအသက်အပြည့်ကနေပြီးတော့ရွေးနှုတ်ကယ်တင်တော်မူခြင်းသုကျေစုကိုခံစားသောသာသမီများ ဖြစ်ပါれဒီအတွက်ကြောင့်မို့ဒီသခင်ယေရှုခရစ်တော်ဘုရားရှင်ပြန်ထမြောက်တော်မူခြင်းနေ့သည် ကျွန်တော်တို့အတွက်အမတားမှကြီးမားသောနေ့ရဖြစ်ပါတယ်ကျွန်တော်တို့အတွက်အမတားမှဝမ်းမြောက်ဖို့ရနေ့ရဖြစ်ပါတယ်ကျွန်တော်တို့သခင်ယေရှုခရစ်တော်ဖရာမွေးဖွားခဲ့တဲ့ဒီအချိန်ခရစ်မတ်အချိန်မှာကျွန်တော်တို့ခရိယသာသမီများပျော်ရွှင်စွာ ဖြင့်ဝမ်းမြောက်ဝမ်းသာစွာရှိကြသလို့ ဒီသခင်ခရစ်တော်ဖျားရှင်ပြန်ထမြောက်တော်မူရနှိမ့်မြတ်ကိုလည်းပဲကျွန်တော်တို့သည်သည်ခြားခြားစဉ်းစားပြီးတော့ဒီရှင်ပြန်ထမြောက်တော်မူရနှိမ့်ကိုအလေးထားပြီးဖျားရှင်ရဲ့ကျေးဇူးတော်မြတ်ကိုပို့ပြီးတော့ချီးမွမ်းဖို့ရအတွက်ကိုးကွယ်မှုကိုပြုဖို့ရအတွက်အင်မတန်မှအရေးကြီးပါတယ် သခင်ယေရှုခရစ်တော်သည် ကျွန်တော်တို့အတွက်အရှင်သခင်ဖြစ်ပါれကျွန်တော်တို့ကိုလမ်းပြခဲ့တဲ့အရှင်သခင်ဖြစ်ပါれကျွန်တော်တို့ကိုဒီအဖြစ်ကနေပြီးတော့ရွေးနှုတ်ကယ်တင်တော်မူသောအရှင်သခင်ဖြစ်ပါれသာဝရအသက်ကိုပေးသောအရှင်သခင်ဖြစ်ပါれရှင်ယောခရစ်ဝင်ခန်းကြီး37အခန်းငယ်25ထဲမှာဘယ်လိုဖော်ပြထားသလဲ ယေရှုကလည်းငါသည်ထမ်းမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလိုတော်လည်းအသက်ရှင်လိမ့်မည်ကျွန်တော်တို့ယုံကြည်သူ အားလုံးသည်သခင်ယေရှုခရစ်တော်ဖခင်နှင့်အတူတကွအသက်ရှင်ခြင်းအခွင့်ကိုရရှိကြတယ်သခင်ယေရှုခရစ်တော်ဖခင်နှင့်အတူတကွလောကကို အောင်နိုင်ခြင်းအခွင့်ကိုရရှိခဲ့ပါတယ် သူနိတုဇာပဲသခင်ယေရှုခရစ်တော်ဘုရားရဲ့ပြုတ်ခဲ့တဲ့အမှုကိုဆက်လဲပြီးတော့ကျွန်တော်တို့ထမ်းရွက်ဖို့ရအတွက်ကျွန်တော်တို့မှာတန်ကိုရှိပါတယ်ဒီအတွက်ကြောင့်မို့ဒီရှင်ပြထမြောက်တော်မူခြင်းတကူစီကျွန်တော်တို့ယုံကြည်သူသားသမီးအယောက်စီတိုင်းပေါ်မှာကြာရောက်ပြီးတော့ဒီသခင်ခရစ်တော်ရဲ့ဘုံတော်နိုင်ငံတော်သခင်ခရစ်တော်ရဲ့ သက်သင်များဖြစ်ဖို့ရအတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့အသက်ရှင်ကြဖို့ရဖြစ်ပါတယ်။ရှင်ပြန်ထမြောက်တော်မူခြင်းတကူသည်ကျွန်တော်တို့ခရိယာသာသမီအရောက်စီတိုင်းမော်ပါအမြဲတစေရှိပါစေလို့အဲမြတ်တာဖို့ဤကုန်းချုပ်ပါတယ်။အလုံးဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။